ပြီးကျင်ပါလေ။အဲ့တော့ဒီမိခိုးနဲ့ပတ်သက်ပြီးတော့ဟိုတချို့ကိစ္စတွေကလည်းဟိုတစ်ဖက်ကကျွန်တော်တို့အမြင်ပဲကျွန်တော် ဖြစ်ပါတယ်။တစ်ဖက်ကအမြင်ဆိုတော့တော့ဒါအလုံးစုံတော့ပညာတော့မှာမယ်ပေါ့လေ။ဥမာအဖြစ်ခုနကလို့ကျွန်တော်တို့ဒီဝလုံးတစ်လုံးလို့ပေါ့။ဝါလုံးတစ်လုံးကိုတစ်ဖက်တည်းကကြည့်လို့ရှိရင်တော့ဒါဝချားမှကျွန်တော်တို့မြင်နေပါဒီဘက်ကကြည့်ရင်လည်းဝချမ်းမှမြင်နေပါပဲ။နှစ်ဖက်လှည့်ပါကြည့်လိုက်လို့ပါ။ကြည့်လိုက်တဲ့အခါကျမှဒီကဝလုံးပါလားဆိုတာတော့ဒီလိုကျွန်တော်တို့ဒါသိရမှာဖြစ်ပါတယ်။ အဲ့တော့ဖွဲ့စည်းပုံအခြေခံဥပဒေကလူတစုအတွက်မဟုတ်ပါဘူး။လူအများကျွန်တော်ထောက်ခံထားတဲ့ထောက်ခံအတည်ပြုထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။နောက်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတော့တာမဏိစည်းစိမ်မဟုတ်ပါဘူး။ပေါက်ခတ်ထားတဲ့ကဏ္ဍလို့တာမဏိဟိုနည်းမျိုးမဟုတ်ပါဘူး။သူ့မှာပြင်ဆင်နိုင်တဲ့အမဲမဲ့ကျွန်တော်တို့ဒါပေးစားပေးစားဖြစ်ပါတယ်။နိုင်ငံနိုင်ငံသားတွေဖြစ်တဲ့အတွက်ကြောင့်နောက်စိတ်ထဲမှာတော့စောစောကပြောသလိုပါပဲ။ဟိုကိုသွေးကိုသားတွေလိုပဲကျွန်တော်တို့ဒါစိတ်ထဲမှာသဘောထားပါတယ်။အဲ့တော့ခင်ဗျားတို့နဲ့တွေ့နိုင်အောင်အခုလိုစီစဉ်ပေးခဲ့တဲ့ဒီ VOA ကတောင်းရှိတဲ့ပုံစံတွေလည်း ျေးဇူးတင်ကြောင်းကျွန်တော်ပြောလိုပါတယ်အဲ့တော့စောစောကကျွန်တော်ပြောသလိုပါပဲဒီကျွန်တော်တို့မြန်မာနိုင်ငံနဲ့အမေရိကန်နဲ့ဆက်ဆံရေးဟာကျွန်တော်1948ခုဆိုတော့လွတ်လပ်ရေးတော့မရသေးပါဘူးလွတ်လပ်ရေးမရခင်နေရာကျွန်တော်ကတန်တပန်ဆက်သွယ်မှုကျွန်တော်တို့ရှိခဲ့ပါတယ်နောက်ကုန်းကတော့လည်းကျွန်တော်လူတီသွားလာဆက်သွယ်မှုတွေရှိပါတယ်အဲ့တော့1955ခုနှစ်ကဆိုလို့ရှိရင်ဝန်ကြီးချုပ်ဦးနှုကျွန်တော်တို့ဒီကိုဒီလာခဲ့ပါတယ်ဧည့်သည်ဖြစ်နေ နောက်တော့ငါနှစ်နှစ်ကြာပါလေ58ခုနှစ်ခု58ခုနှစ်ခုနဲ့မှာတမရာယူပူမန်ဝင်းပေါ်မှာဆေးဝါးကုသဖို့ဆိုပြီးတော့ဟိုဒီကိုကျွန်တော်လာခဲ့ဖို့ပါနောက်တော့1966ခုနှစ်66ခုနှစ်မှာကျွန်တော်တို့ပုံချုပ်ချင်းနေဝင်ပေါ့လေခုနကလို့ဒီနိုင်ငံအကြီးကဲနောက်ဒီတရားဝင်အလဲဘကီလာခဲ့ဖို့ပါအဲ့တော့66ခုနှစ်ကနောက်ပိုင်းမှာကျွန်တော်တို့ဒီအဆက်အသွယ်တွေပြတ်သွားကြတယ်အပွားလာတွေကျွန်တော်တို့နည်းသွားကြတာ အခုကျွန်တော်ရောက်တဲ့အချိန်ထိဆိုရင်အားလုံးကျွန်တော်58နှစ်58နှစ်ပြည့်မှာခုနကလို့ကျွန်တော်မြန်မာနိုင်ငံရဲ့တော့တောင်ရှိတဲ့ဒါအခြေခံတယောက်အနေနဲ့ဒီအမေရိကန်နိုင်ငံကိုကျွန်တော်တို့မြို့ရဖြစ်တဲ့ဒီဝါရှင်တန်ကိုကျွန်တော်တို့ရောက်လာတာဖြစ်ပါတယ်အဲ့တော့အဓိကကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့အမေရိကန်ဆက်ဆံရေးရကျွန်တော်တို့ဒါအမရအိုဘားမားလက်ထက်မှာပြန်လည်ပြီးတော့ကျွန်တော်တို့ဒါပွင့်လန်းသွားပြီးတော့မှနိုင်ငံရေးဆက်ဆံရေးရလာခုနကလို့နေနေထွေထွေနဲ့ကျွန်တော်တို့ရှိလာတယ် နှစ်ပေါင်း20လောက်ကျွန်တော်တို့ဒါအဆက်အသွယ်ဒီအချိန်ခဲတွေပေါ့ဒါတွေကျွန်တော်အခက်ခဲတွေရှိနေရနေပြီးတော့အခုတော့ကျွန်တော်တို့ရဲ့နိုင်ငံရဲ့ဆက်သွယ်ရေးဟာဒီသမရဩဘာမားရဲ့ဒီကျင့်သုံးတဲ့ policy ရပေါ့ဆက်ပြန်လဲပြီးတော့ဒီထိတွေ့ဆက်ဆံမှုတွေဆက်သွယ်မှုတွေတော့ဒါတွေကျွန်တော်တို့ရှိလာပါတယ်အဲ့တော့လာတဲ့ခီးစဉ်ရဲ့အဓိကတော့နိုင်ငံကျွန်တော်တို့ရဲ့ဒီခင်မင်းရင်းနှီးမှုကိုဘယ်နှကလို့ဆက်ဆက်လက်ပြီးတော့ဒါအထွန်းရှိအောင်တည်ဆောက်တန်ဖို့အတွက်ဒါကျွန်တော်တို့လာရောက်ပြီးတော့ ဟိုလက်ပတ်ချင်းကျွန်တော်ဖြစ်ပါတယ်။ဒီကတော့ကျွန်တော်အဓိကအကြောင်းတစ်ချက်ပါတယ်။အဲ့တော့ဒီမှာကျွန်တော်သမရာကြီးနဲ့တွေ့ရင်းနဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့ခွန်ကလို့ကျွန်တော်ဒီဖြစ်ပေါ်တိုးတက်မှုတွေနောက်တစ်ခါကျွန်တော်တို့ရဲ့ခွန်ကလို့တွေ့ကြုံရတဲ့အခက်အခဲတွေနောက်ကျွန်တော်တို့ရဲ့ရှေ့အလားအလာတွေနောက်ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းခွန်ကလို့အမေရိကန်နိုင်ငံအနေနဲ့ဒီအဖက်ဖက်ကနေပြီးတော့ကျွန်တော်တို့နိုင်ငံပေါ်မှာခွန်ကလို့ဒီနားလည်မှုမရှိဘူးအဲတချို့ခွန်ကလို့အခက်အခဲတွေကို ဖြည့်ရှင်းပေးနိုင်တဲ့ဟာတွေကိုခုနလိုဖြည့်ရှင်းပေးနိုင်ဖို့ဆိုတော့ဒီလိုရည်ရွယ်ချက်တွေနဲ့ကျွန်တော်တို့ဒါဟိုသမ္မတကြီးနဲ့တွေ့ဖို့ကျွန်တော်ဖြစ်ပါတယ်။ဟုတ်ကဲ့ခင်ဗျ။အဲ့တော့ဟိုနောက်ထပ်ဟိုအကြောင်းအရာတစ်ခုကိုမဆက်ခင်ပါပဲ။အခုပြည်သက်ထဲမှာမေးကျင်တဲ့သူတွေကသမ္မတကြီးခုရှင်းပြတဲ့အမေရိကန်ပြည်အောင်စုကိုလာရတဲ့အကြောင်းရင်းတွေထဲမှာပဲပေါ့နော်။ဟိုပါတဲ့အချက်တွေတခုကတော့ အဲအမေရိကန်ဒီမိုကရေစီစနစ်မှာမြန်မာနိုင်ငံအတွက်အတူယူစရာများဗာမြန်းရှိပါတဲ့ဆိုမျိုးကိုကိုအောင်သူငင်းကမေးချင်ပါတယ်တဲ့ကိုအောင်သူငင်းကတော့မြန်မာနိုင်ငံနဲ့နေဆက်မှာနေ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 တဲ့သူပါအဲ့တော့ကိုအောင်သူငင်းအနေနဲ့ကိုအောင်သူငင်းမေးချင်တဲ့မိကွန်းလေးကိုနည်းနည်းလေး elaborate လုပ်ပြီးတော့နေစေချင်ပါတယ်ကျေးဇူးတင်ပါတယ်သမရကြီးခင်ဗျဆိုတော့ကျွန်တော်အောင်သူငင်းမှာကျွန်တော်ဘုဟုဖွံ့ဖြိုးမှုကိုဖွဲ့ရပါဆိုတော့သမရကြီးတို့ဖိတ်ခေါ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တိုင်းပြည်လည်းပြန်ရောက်ပါတယ်တချို့သူတေသနာလုပ်ငန်းလည်းကျွန်တော်လုပ်ပါတယ် ဆိုတော့အဲ့တော့ကျွန်တော်မင်းချင်တဲ့မိကုံကတော့အခုလို့ဒီအမေရိကန်ကိုလာပြီးတော့ဒီလိုသမိုင်းဝင်ခင်းစင်ပါပေါ့နော်အမေရိကန်ရဲ့ဒီဒီမိုကရေစီစနစ်ကနေပြီးတော့ကျွန်တော်နိုင်ငံကအတူယူစရာကျွန်တော်နိုင်ငံကလေ့လာစရာဘာတွေရှိမလဲပေါ့ဆိုတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်ပထမမေးချင်ပါတယ်ဆိုတော့ဒုတိယကတော့ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ် ပြည်ဝင်ပြောင်းလဲမှုလုပ်တဲ့နေရာမှာဒီသမ္မတရဲ့ခီးစဉ်အတွင်းဘယ်လိုမျိုးကျွန်တော်တို့အထောက်ပံ့အကူအညီတွေရနိုင်မလဲပျော်လင့်နိုင်မလဲပေါ့ဒါလည်းကျွန်တော်တို့သိချင်ပါတယ်ခင်ဗျာ အဲ့တော့ပရမမေဂုံးနေနဲ့ကျွန်တော်တို့ဒီအမေရိကန်နိုင်ငံကဒီမိုကရေစီကျင့်သုံးလာတာခုနကနှစ်ပေါင်းကျွန်တော်တို့ယာနဲ့ချီပြီးတော့သူကကြာခဲ့ပြီဖြစ်ပါတယ်။နောက်ကျွန်တော်တို့နိုင်ငံအနေနဲ့ပြန်ကြည့်မယ်ဆိုရင်အခုဒီမိုကရေစီစနစ်ကိုကျွန်တော်တို့1948ခုနှစ်မှာလောက်လာပြီးကျွန်တော်တို့ရခဲ့တယ်။ရခဲ့ပြီးတော့တက်လာတဲ့အစိုးရကျွန်တော်တို့ဒါဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့ကျွန်တော်တို့အစိုးရပါ။တိုးတော့လည်းကျွန်တော်တို့14နှစ်ပေါ့။တက်တန်းအဖြစ်14နှစ်ပဲကျွန်တော်တို့ကြာညောင်းခဲ့ပြီးတော့ကြာတဲ့အချိန်တွေက တိုင်းပြည်ရဲ့ခုနကလိုဒီတင်းကြီးအေဂျင့်ဖို့လုံခြုံမှုဒီအခြေအနေတွေကတမရောပဲတလက်တပြားစီခုနကလိုတာဝန်ယူသွားကြတာအဲ့တော့ဒီမိုကရေစီနဲ့ကျွန်တော်တို့ကင်းကွာခဲ့တာတော်လေးလဲကျွန်တော်တို့ကြာခဲ့ပါပြီဒီမိုကရေစီရဲ့ကင်းကွာခဲ့တာတော်လေးကြာခဲ့ပြီနောက်တစ်ခါအခုကျွန်တော်တို့အစိုးရတက်လာတော့ဒီမိုကရေစီစနစ်ကိုကျင့်သုံးတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကခုနကလိုအချိန်ကာလအပြင်နှစ်နှစ်ပဲကျွန်တော်ရှိပါသေးတယ်ဟောဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှာအထွေအကျုံတွေအလေ့အကျင့်တွေကျွန်တော်တို့အများကြီးကျွန်တော်တို့နေပါသေးတယ် အဲ့တော့ဒီမိုကရေစီဆိုတာခုနကလိုဒီကျင့်သုံးနေတဲ့ဒီနိုင်ငံကြီးအနေနဲ့တော့ပြည်သူတွေအပိုင်းရလဲခုနကလိုဒီဒီမိုကရေစီကိုအပြည့်အဝခုနကကျွန်တော်တို့ဒီခန်းစားခွင့်ရတယ်လို့ခုနကလိုဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့လဲတာဝန်ယူမှုတာဝန်ရှိမှုတွေကလည်းအပြည့်အဝပြည်သူတွေကလည်းခံယူထားတယ်လို့ကျွန်တော်ဒီလိုအနေဖြစ်ပါတယ်။တာဝန်ဒီမိုကရေစီနဲ့ပတ်သက်ပြီးတော့ခုနကလိုတစ်ဖက်ကလည်းဒီအခွင့်အရေးတွေလွတ်လပ်ခွင့်တွေအပြည့်အဝကျွန်တော်တို့ကယူချင်သလို့ တစ်ဖက်ကလည်းကျွန်တော်လိုအမေရိကန်ပြည်သူတွေလိုကျွန်တော်ကလိုကျွန်တော်ဒီမိုကရေစီနဲ့ပတ်သက်တဲ့ကျွန်တော်ကလိုတာဝန်ရှိမှုတွေတာဝန်သိမှုတွေဒါတွေဟာကျွန်တော်တို့နိုင်ငံအတွက်အတူယူဝဲတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒါမိကွန်းတစ်ခုပေါ့ဟုတ်ကဲ့နောက် second question ဟာပညာရေးနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုတိုင်းပြည်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပညာရေးကအမှန်တမ်းကျွန်တော်တို့အဓိကကြပါပညာရေးကအဓိကကြပါအဲ့တော့ကျွန်တော်တို့ရဲ့ပညာရေးကကျွန်တော်တို့ပြန်ပြီးတော့လေ့လာကြည့်တဲ့အခါမှာ ဒီလွတ်လပ်ရေးစရပြီးတဲ့ဒီကာလတွေအပိုင်းမှာပေါ့ဒါအရှိတောင်အရှာမှာဆိုရင်ကျွန်တော်ပညာရေးကတော်လေးကိုရှေ့တန်းကြာကြာနဲ့ကျွန်တော်ရှိနေတဲ့အနေအထားဖြစ်ပါတယ်။နောက်ဟိုတော့ကလည်းကောနကလို့ကျွန်တော်ဒီနိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာနာမည်ကြီးတဲ့တက္ကသိုလ်ကြီးတွေမှာဖွဲ့ရခဲ့တဲ့ကျွန်တော်ဆရာကြီးတွေဆရာမကြီးတွေသူတို့ကနေတစ်ဆင့်ကောနကလို့တက္ကသိုလ်တွေမှာပြန်လည်ပြီးတော့သင်ကြားပြည့်တဲ့ကြောင်ကျွန်တော်တို့ရဲ့ဒီပညာရေးကပြောရမယ်ဆိုရင်ဒီအရှိတောင်အရှာတွေမဟုတ်ပါအရှာမှာပါတော်လေးကျွန်တော်တို့ဒါ ဟိုရှေ့ရနေပြီးတော့ပြင်းနေတဲ့အနေအထားကျွန်တော်ရှိပါတယ်။တိုးတော့လည်းနောက်ပိုင်းမှာတော့တိုင်းပြည်ရဲ့အခြေအနေတွေရပါတယ်။တဖြည်းဖြည်းနဲ့ကျွန်တော်တို့ခုနကလိုပြင်ချာရေးနဲ့ပတ်သက်ပြီးတော့ဒီအနောက်နိုင်ငံတက်ကလေးတွေကနေနံပါတ်ကြီးတက်ကလေးတွေကဘွဲရတဲ့ဆရာကြီးတွေဆရာမတွေကတဖြည်းဖြည်းနဲ့ခုနကလိုအသက်အရွယ်တွေကြီးလာတယ်။တချို့လည်းခုနကလိုပြင်ဆင်သွားကြတယ်ဆိုတော့အဆက်ကျွန်တော်တို့ပြတ်သွားတဲ့အနေအထားမျိုးကျွန်တော်ဖြစ်ပါတယ်။အဆက်ပြတ်သွားတဲ့အနေအထားမျိုးဖြစ်တယ်။ဖြစ်တော့ပြင်ချာရေးကတကယ်တော့ခုနကလိုတိုင်းပြည်တွေထူထောင်ဖို့အတွက် ခဏကလူဒါအရေးကြီးဆုံးအရာဖြစ်ပါတယ်။အပညာရေးကိုလည်းခဏကလူကျွန်တော်တို့အလေးထားပြီးတော့မှခဏလူယဉ်ရင်းညှို့နှံဖို့ကျွန်တော်တို့လုပ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပညာရေးကိုမြင့်တင်ဖို့အတွက်ဒီကနေ့ကျွန်တော်တို့ဘက်ပေါင်းစုံနေလန်းပေါင်းစုံနဲ့ကျွန်တော်တို့ဒါစူးစမ်းပြီးတော့ကျွန်တော်တို့နေပါတယ်။အဲ့တော့ကျွန်တော်တို့ပညာရေးဟာလက်ပြောင်းလဲနေတဲ့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေရဆိုလို့ရှိရင်တော့လက်တွေ့ခဏကလူလုပ်ငန်းဝင်ကိုကျွန်တော်တို့ထိထိရောက်နေဝင်နိုင်တဲ့ကျွန်တော်ပညာရေးမျိုးဖြစ်ဖို့ကျွန်တော်တို့လိုပါတယ်။ အပြင်ဆိုင်မျိုးဖြစ်ဖို့လို့ဥပမာဆိုကြပါစို့ကျွန်တော်တို့ကစီပွားရေးဖွံ့ဖြိုးတိုးတဲ့ဘုတ်တွင်နိုင်ငံခြားကျွန်တော်ရင်းနှီးမြှုပ်နှံမှုတွေကျွန်တော်တို့ကဖိတ်ခေါ်နေတယ်အဲဒါဆက်ယုံနေဆောင်မယ်အလုပ်ယုံနေဆောင်မယ်ပြီးရင်ခုနကတို့ဒီဆက်ယုံနေအလုပ်ယုံနေပြီးသွားတဲ့အခါမှာခုနကတို့ skill တွေပါကျွန်တော်တို့ကလိုးလာတယ်ကျွန်တော်တို့အချိန်မှာဘွဲရတဲ့ကလေးတွေအများကြီးရှိပါတယ်ခုနကတို့ကွန်ပျူတာနဲ့ဘွဲရတဲ့ကလေးတွေ engineer တန်းကျွန်တော်ဘွဲရတဲ့ကလေးတွေသိပ္ပံဘာသာရဝိဇ္ဇာဘာသာရနဲ့ဘွဲရတဲ့ကလေးတွေအဲ့တော့ဒီကလေးတွေကခုနကတို့အလုပ်ယုံဆက်ယုံနေမှု ခေါင်းကလို့ဖွဲရပြီးတော့တိုက်ရိုက်ကျွန်တော်တို့ကုဝင်လို့ရမလားဆိုတော့ကျွန်တော်မှမရနိုင်ဘူးပေါ့။ဒါဆိုလုပ်ငန်းဝင်ကိုကျွန်တော်တို့လုံထိုင်တဲ့ပညာရေးစနစ်မျိုးကျွန်တော်ကမဟုတ်သေးဘူး။မဟုတ်သေးတဲ့တကြောင်အနည်းဆုံးတော့ vocational training 6လတန်းသေးတစ်နှစ်တန်းသေးကျွန်တော်တို့ပြန်ပြီးတော့ပေးရပြပါအောင်မှဖြစ်ပါတယ်။အဲ့တော့တိုင်းပြည်ကွန်ပျူတာတိုးတက်ဖို့အတွက်ကျွန်တော်တို့ဘာတွေလိုရသလဲ။ engineer တွေကျွန်တော်တို့အများကြီးလိုနေသလား။ဆရာဝန်တွေအများကြီးနေလိုနေသလား။အဲ့တော့တက္ကသိုလ်ကနေမွေးထုတ်ပြီးတော့ဖွဲရတဲ့ကလေးတွေကတိုက်ရိုက်ခေါင်းကလို့ဒီလုပ်ငန်းဝင်မှာဝင်ပြီးတော့အကျိုးပြုနိုင်တဲ့ ပညာရေးမျိုးကျွန်တော်တို့ဖြစ်တင်တယ်။အဒီပညာရေးမျိုးဖြစ်အောင်ကျွန်တော်တို့ဒါဒီကနေ့ကြိုးပမ်းဆောင်ရွက်နေတယ်လို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်။ဒီပညာရေးနဲ့တစ်ဆက်တည်းပဲအခုဒီမှာရောက်နေတဲ့ ဟိုပညာတော်တင်တဲ့ကပဲပေါ့နော်ဒါ Humphrey Fellow ပေါ့သူကဒေါမမအတွင်းမှာသူကလည်းအလားတူမေးခွန်းလေးပဲမေးထားတော့သူ့ရဲ့မေးခွန်းကိုပဲကျွန်တော်ဖတ်ပြစေချင်ပါတယ်ဖတ်ပြလိုက်ပါမယ်ဒီလောလောဆယ်နိုင်ငံရဲ့ချားမှာပညာတော်တင်တဲ့ကိစ္စအရင်းနဲ့ပတ်သက်ပြောဒီ exchange ပေါ့နော် program တွေကိုတမနာကြီးဒီမှာရှိနေတဲ့အချိန်မှာအဲပါရီမန်ထရူချာဆောင်ရွက်သွားဖို့ရှိတယ်လေခင်ဗျာအထူးသဖြင့်မနေ့ပြန်ဆိုလို့ရှိရင်လည်းဒီဝါချင်တန်မှာရှိတဲ့ John Hopkins တက်တူမှာသွားရောက်ပြီးတော့ စကားပြောမယ်ဟိုတွေးဆမှုတွေရှိတယ်ဆိုတော့ထူးထူးခြားခြားအစီအစဉ်လေးအများဟိုမြန်မာနိုင်ငံကနေပြီးအဆင့်မြင့်ပညာတွေကိုလာပြီးတော့သင်ဖို့ကိစ္စလေးနဲ့အစီအစဉ်ရှိပါသလားခင်ဗျခွင့်ပြုပေးဖို့အဲ့တော့ဒီကိစ္စကျွန်တော်ဒီအမေရိကန်နိုင်ငံနေမဟုတ်ပါဘူးကျွန်တော်ရောက်ခဲ့တဲ့နိုင်ငံတိုင်းမှာလည်းပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့ထိုက်တဲ့ဒီပူပေါင်းဆောင်ရွက်မှုတွေပေါ့နော်ပူပေါင်းဆောင်ရွက်မှုတွေကျွန်တော်ပြုပေးဖို့အထူးသဖြင့်တော့ကျွန်တော်ရှေ့ပညာတော်သင်တွေပေါ့အဲ့ပညာတော်သင်တွေကိုကျွန်တော်လက်ခံပေးဖို့ ောက်တစ်ခုကလည်းကွနလို့ပညာတော်သင်တွေကိုလက်ခံပေးတယ်ဆိုပေမဲ့သူကကွနလို့အလကားသင်ပေးပေမဲ့အကွနကလို့ဒီဈေးစကားတို့ဘာတို့နေအတွက်စားရေးအတွက်ဒါတွေကလည်းကျွန်တော်တို့ရှိနေတော့ဝင်လို့ဝင်လို့ကျွန်တော်တို့ဖြစ်ပါဖြစ်နိုင်လို့ရှိရင်တော့ဒီနိုင်ငံเจ้าမှာရှိနေတဲ့တက္ကသိုလ်မျိုးကျွန်တော်တို့ပညာတော်သင်တွေကိုလက်ခံပြီးတော့သင်ပေးမဲ့တက္ကသိုလ်မျိုးတက္ကသိုလ်ခွဲတွေပေါ့ဥပမာဆိုကြပါစို့ကျွန်တော်တို့အခုဂျွန်ဟော့ကင်တက္ကသိုလ်တို့ဘာလို့ဆိုကျွန်တော်တို့တွေ့ပါလားဥပဒါတို့ဘာလို့နဲ့တွေ့ရခါလို့ရကျွန်တော်တို့ဒီမှာလာပြီးတော့တက်ဖို့အတွက်ခင်ဗျားတို့က ပြင်တော်တော်တင်ကိုလက်ခံပေးမယ်ဆိုပေမဲ့လည်းကျွန်တော်တို့မှာခုနလိုစားစေးကြီးတာတွေနေထိုင်ရေးအတွက်စေးကြီးတာတွေဒါတွေကရှိနေတယ်။တောင်းလို့များများဆဆကျွန်တော်မလွတ်နိုင်ဘူး။ဥပမာလူကြီးအတန်း